သတိကတော့အရင်ကြီးမရပါဘူးဒါပေမဲ့ဒီမှာဆန်ချရတာဖြစ်တဲ့အတွက်အဖေနဲ့အမေတော့တက်ရှိတင်ရှားလေးကြိုက်ပေးနိုင်တော့ပူကောင်းတော့ပေါ့အခုမကြိုက်နိုင်တော့လေကြိုက်နိုင်တဲ့လူပေါ့ဒီကြောင်ရောက်တော့အမေတော့သတိမရပါဘူးဒါအဖေတို့မိသားစုလိုက်လူထားတဲ့ကြံဖြစ်တဲ့အတွက်အဖေတော့ပူသတိရတော့ဖះသားတော့ဖြစ်သွားရင်ကိုတင်ငန်းကွက်ကိုရှော့တက်ရတယ်လို့ပြောလို့ရှော့လိုက်တာရှော့လိုက်ရေချိုးလိုက်ရေရလဲအေးလို့ရေချိုးလိုက်ရှော့လိုက်ရှော့လိုက်ရေချိုးလိုက်နဲ့အဲ့အုတ်ကင်တကန်လုံးကုန်သွားရောဒီနေ့အလူက ့ဦးစင်း29နှစ်ပြည့်မွေးနေ့ကိုမွေးနေ့မွေးရက်လေးထက်လို့ပဇင်းခံတာပေါ့ပဇင်းခံပြီးကြတော့အကုန်လုံးစုပေါင်းပေါ့ဦးစင်းရဲ့မွေးသားအဖေဖြစ်တဲ့ဦးလာမိုးအောင်ကိုမင်းသားကြီးနောက်အကုန်လုံးပေါ့ဒေါ်စန္ဒာဆန္ဒသူတွေကတော့ဟိုတကောက်ကကလေးကိုအသက်အမကန်သွင်းပေးတဲ့အမေပြီးတော့စိုက်ကယ်လေးမှကြောင်ကြောက်ရိုက်ပေးတဲ့ကိုမျိုးဝင်းအကုန်လုံးရဲ့စုပေါင်းပွဲလေးပါသတိရတော့အရင်ကြီးမရပါဘူးဒါပေမဲ့ဒီမှာဆန်ချတာဖြစ်တဲ့အတွက်အဖေနဲ့အမေတော့တက်ရှိတင်ရှားလေး ကိုင်ပေးနိုင်တော့ပူကောင်းတာပေါ့အခုမကိုင်နိုင်တော့လေကိုင်နိုင်တဲ့လူပေါ့ဒီเจ้าရောက်တော့အမေတော့တတိမရပါဘူးဒါအဖေတို့မိသားစုလိုက်လူထားတဲ့ကြံပြတဲ့တွေအဖေတော့ပို့သတိရတော့ခင်စပယ်ဦးမိသားစုเจ้าလို့ဖြစ်နေတော့အဲ့လီတော့အဖေကိုပို့သတိရပါပဲအမတ်တရားတော့ဟိုမိသားစုနဲ့တော့အမတ်တရားမရှိဘူးဒီเจ้าနဲ့တော့အမတ်တရားရှိတယ်ဟိုဘက်เจ้าကရေကန်ကြီးအဲ့တော့ဒီเจ้าကဒီရှေ့မှာဥစဉ်တော့ဒီဘက်ကအဆောင်လေးမှာတရင်သုံးရတာ ဲတော့ကျဒါလေးကဟိုပါပေါ့ပြင်အောင်ဆောင်လေးပဲရှိသေးတယ်ဒီလိုတိုက်ဆောင်မှုသေးဘူးဒီသုံးတဲ့ဆောင်ကြီးလည်းမဖြစ်သေးဘူးအဲ့ဒီအချိန်မှာသင်္ကန်းလျှော်ဆိုတော့ဟိုဟိုတပီတော့မလျှော်တတ်ဘူးမလျှော်တတ်လို့မရဘူးတဲ့သာသနာဘာလဲဖះသားတော့ဖြစ်သွားရင်ကိုသင်္ကန်းကွက်ကိုလျှော်တတ်ရတယ်လို့ပြောလို့လျှော်လိုက်တာလျှော်လိုက် ရေချိုးလိုက်ရေရလဲအေးရေချိုးလိုက်လျှော်လိုက်လျှော်လိုက်ရေချိုးလိုက်နဲ့အဲ့အုတ်ကန်တကန်လုံးကုန်သွားရောအဲ့ဒါလေးကအမတ်တွေက2012လောက်ဆိုတော့ဦးစင်းအသက်မများဆုံးကြီး12နှစ်73နှစ်ပေါ့အဲ့လောက်လေးပဲရှိပါသေးတယ် ဝေးလျှော်ရင်ဆက်ပြမပြောင်းလိုက်ပြန်လျှော်လိုက်မရေချိုးလိုက်ခီးရတခါချိုးပြီးပြီအဝေးကလျှော်တာမပြောင်းလို့အဝေးလန်းရင်းနဲ့ပြန်ကြည့်တော့ဆက်ပြရင်မပြောင်းသေးဘူးဆိုအဝေးထက်လျှော်ရင်းနဲ့တခါခြေတော့ရေပြန်ဆိုတော့တခါပြန်ချိုးလိုက်အဝေးထက်လျှော်လိုက်မပြောင်းရင်ပြန်လျှော်လိုက်ပြန်ချိုးလိုက်လင်းကားကလှုပ်တဲ့အချိန်မှာအဲ့ဒီအုတ်ကန်ကြီးတကန်လုံးမှာကုန်သွားတာပေါ့မိုနိုထာနေရမညတိုင်းစီကစိန်ချစ်သူများအတွက်အထူးတရင်ကောင်းလေးပေးချင်ပါတယ်ရှင် လက်ကီတိုင်းမတ်စ်မြန်မာမှာနိုဝင်ဘာလ20ရက်နေ့မှ24ရက်နေ့ထိမော်လမြိုင်မြို့ Ocean Super Center မှာပြုလုပ်ကျင်းပမယ် Happy New Year 2020မော်လမြိုင်မြို့စိန်တဲကျောက်ထက်ဒူစေးရံပေါ်တော်ကြီးမှာပြည်သူ့အချစ်တော်မင်းသာချောင်းဟင်းဝေရံနဲ့မင်းသမီးချောင်း Academy ဆိုပြည်တဲ့စင်ငယ်စဉ်တို့မှစုံတွဲလိုက်ပွဲတက်ရောက်ပေးမှာဖြစ်ပြီးနိုင်ငံကျော်ကန်နဝင်တေးသက်ရှင်အမှုပညာရှင်များဖြစ်ကြတဲ့ဆိုပိုင်ချက်မြတောင်စီတွန်လွင်ဇွဲပြေတီးရီချိန်မောင်မှာညီနက်နာမေပကြီးတို့မှဖြော်ပြပွဲတက်အစီအစဉ်များပါဝင်တော်မှာပဲဖြစ်ပါတယ် င်ဒီပွဲကြီးမှာတော့ဥချုံရင်မတ်ထဲကရှော့ပီးအထူးစီးအပြင်လက်ကားစီးထက်ပိုသက်သာတဲ့စက်ယုံစီးနဲ့ထက်ဆောင်ခန့်စား권နေနဲ့ဘာဘေးဝဝဲ20ရာခိုင်နှုန်းထိအမြင့်ဆုံးထက်ဆောင်ရရှိမဲ့အစီအစဉ်ပရိုမိုးရှင်းကာလအတွင်းဝယ်ယူရင် နှစ်နှစ်ပြည့်ပါက200ခိုင်နှုန်း၊သုံးနှစ်ပြည့်ပါက300ခိုင်နှုန်း၊လေးနှစ်ပြည့်ပါက400ခိုင်နှုန်း၊ငါးနှစ်ပြည့်ပါက900ခိုင်နှုန်းအမြတ်ပြန်ပေးမယ်ထက်ဆောင်းအစီအစဉ်စိန်တဲတစ်ခုဝယ်ယူတိုင်း iPhone 17 Pro Max လေးမောရအပါဝင်ပြည့်စစ်ပစ္စည်းများမြင့်တာလက်ဆောင်ပေးသွားအောင်ပါပါလုံးဝမရှုံးနဲ့ရှားသက်ပံအလဲအယောင်0%နဲ့နောက်ဆုံးဝယ်ယူခွင့်ရရှိသွားမှာပဲဖြစ်ပါတယ်ပွဲကိုမလာရောက်နိုင်ကြတဲ့စိန်ချစ်သူတွေအတွက်လည်း live စေးကြီးများနဲ့ရန်ကုန်မန္တလေးရှုံးရုံးကြီးမှာပါထက်တူခန်းစားခွင့်များပေးထားကြောင်းတင်ငန်ပါ ါရန်နဲ့ပွဲတော်ကြီးကိုအရောက်လှမ်းခဲ့ဖို့ဖိတ်ခေါ်လိုက်ရပါတယ်။မကြာမီတွင်လည်း Lucky Times မြန်မာစိတ်တိုက်ကြီး Grand Mallian Shopping Center ကြီးမှာဖွင့်လှစ်သွားဖို့ရှိတဲ့ကြောင်းလဲမင်္ဂလာသတင်းကောင်းလေးပါလိုက်ပါတယ်။အများကြီးပဲပြောင်းလဲသွားရတော့အဓိကတော့ចောင်းနိုင်စရာတော့ကြီးပြောင်းလဲသွားပြီပေါ့။ဦးသိန်းကိုရင်ဘက်တုန်းကကြာတော့အခုလက်ရှိចောင်းနိုင်စရာတော့ကြီးဒီလက်ထောက်ကိုတော်ကြီးအစမရှိပါသေးတယ်။ဘုံဘုံကြီးပြန်တော်မူပြီးတော့မှအဲ့စရာတော့ကြီးအခုចောင်းနိုင်စရာတော့ဖြစ်လာတာပေါ့။ပြောင်းလဲသွားတာကတော့အဆောက်အဦတွေပြောင်းလဲသွားတယ်ပေါ့ပြီးတော့ จ้าอวนถั่วแลนลีนี่เปียงเลวว่ะเด้บ่อะลีตะคู่บาเว้ยนอกนอกก็พญาบรวนีนี่เปียงเลวว่ะเด้โหอะอย่างน้องอ่ะดีเจ้านอกมาซุดีพญาซุตะแกอะทิงแกอ่ะพญาว่ะอูลวนโมจีแกยินด้วยเมทะชิงย้ายတော့ไอ้พญามาเว้ยย้ายจ๋าบ่ะอะจิงลีเว้ยชုံไล่ดาบ่ะดาไลน์บ่ว่าต่วยลุยောက်ละแกยินแลแล้วตรุกุซุย้ายจ๋ามาบ่မွေးကတည်းကတော့ဝတ်ပေးတာပဲစုံပါသွားတဲ့မိဘနှစ်ပါးကတက်ရှိတင်ရှားထောင်းလျှောက်ပေးနေတဲ့မွေးသားမိခင်ဖခင်တွေရောအကုန်လုံးကုသိုလ်လေးရအောင်လို့ပါ နေ့တုန်းကကျတော့လေသူတို့အကောင်လုံးရဲ့စူပေါင်းပတ်စံအနေနဲ့ဘားအရီမှာတိုင်ုံစဲကြီးသုံးပြီးတော့လေကဲကဲပြီးပြီဆိုတော့ဒီနေ့ကတော့အကောင်လုံးငွေကုန်ကြေးကျသက်သာပြီးတော့ကုသိုလ်လေးပို့ရအောင်လို့ဒါလေးကိုစီစဉ်ပြစ်တာပါငွေဖြစ်တာပါဦးစင်ကတော့ကိုပိုင်စီးပွားရေးလေးတစ်ခုထောက်ထားရင်ကျင်းနေပြီတသက်လုံးကတော့သေတဲ့အထိဦးစင်ကဒီအမှုပညာအလုပ်တစ်ခုတည်းနဲ့ပဲဘဝဖြတ်သန်းသွားမှာပါအမှုပညာနဲ့ပတ်သက်ရင်တော့ဦးစင်မကျွမ်းကျင်တာကတော့ဒုတိယ တီးတာနဲ့ပကြီဆွဲတာလောက်ပဲမကြွန့်ကျင်တာပဲကျန်တဲ့အစာကြီးလဲလှုပ်ကျင်ပါတယ်အဓိကကတော့ဝန္ဒနာအပါဆုံးကတော့သေဥဆောင်နဲ့အဆူတော်ပေါ့အဲ့ဒါတော့ဝန္ဒနာအပါဆုံးပါအဲ့နှစ်ခုနဲ့ပဲဟိုဖြတ်သန်းသွားဖို့ရှိပါတယ်သတင်းသုံးမှာကတော့ဦးသင်းက7မိနစ်အောင်7ရက်သတင်းသုံးမှာမယ်ဒီချိန်လေးမှာစိတ်နှလုံးဘယ်လိုသွင်းထားလဲဆိုတော့တတလုံးဦးစင်းကတတလုံးတွေကဖရာတရားဘာသာရေးလောက်တာအားနေတယ်အဲ့တော့ဒီ၁၇ရက်လေးမှာတော့ တက်နိုင်ဆုံးကြားတဲ့အချိန်လေးမှာအားရံနဲ့ပရိစိတ်တရားထိုင်အဲ့လိုပေါ်တရားမှတ်အဲ့လိုမျိုးလေးတွေများများလုပ်ဖြစ်ပါမယ်ပြီးရင်ဦးစင်းကိုဖုံးတယ်ပဲတက်တော့ဘဝနေပဲလမ်းဖူးတဲ့တက္ကະဒကမတွေပဲဖြစ်ဖြစ်အပြင်ကနေဖုံးဆက်ဖူးတဲ့တက္ကະဒကမဖြစ်ဖြစ်ကျောင်းကိုကိုယ်တိုင်ကိုကြလာရောက်ပြီးဖူးတဲ့တက္ကະဒကမတွေပဲဖြစ်ဖြစ်အကုန်လုံးကိုဦးစင်းရထားတဲ့ကုသိုလ်လေးတွေနိုင်တဲ့ကုသိုလ်လေးတွေကိုအကုန်လုံးကိုထပ်တူရအောင်မျှဝေပေးပါပါဟောဒါကတော့ဘလို့မှမှညင်းလို့မရတက္ကະမကြီးဒါကတော့ ဒကာကြီးဥတိယတင်ဆိုတဲ့ဒကမာကြီးတော်စမကူကမွေးလာလို့ဥစဉ်စနိုင်တရားဥဆိုတာလေလူပြက်လာတာဆိုတော့ဒါဘလို့မှညင်းလို့မပြောဘူးဒါဥစဉ်တို့ဆိုလည်းလူပညာလောကမှာဟိုလူလိုပြောရင်ဘာကောင်းမှမဟုတ်သေးပါဘူးဥစဉ်တို့လည်းအခုမှစူးစမ်းစေအများကြီးလည်းလေ့လာသင်ယူနေရတော့ကိုကိုတယုတ်ဆောင်လို့ပဲခံယူရသေးတာပဲမင်းသားလို့မခံယူသေးဘူးအိုက်တင်ဆိုလည်းအများကြီးလိုပါသေးတယ်အဲ့အတွက်ပြိသက်တွေကအခုအလုပ်ပေးနေတဲ့ဆရာသမားတွေညီကိုနုညံ့ညီကိုမောင်နှမတွေအကုန်လုံးဒီလေတရားတင်ဆိုးနဲ့အကယ်ဒမီတရားတင်ဆိုးအကယ်ဒမီတရားတင်ဆိုးနဲ့အကယ်ဒမီဇမာဦးရဲ့ သားဆိုတဲ့မျက်နှာလေးရဲ့ပြီးတော့ခင်ဗျာဦးမိသားစုမျိုးဆက်တွေမျက်နှာလေးရဲ့ကြောက်အဲ့ဒါလေးကိုအဲ့ဒါလေးကိုတန်ရောစင်ချေရှုပြီးတော့ဦးစင်းကိုကြိုက်ကြိုက်ခွင်းတွေခေါ်ရိုက်တဲ့တခြင်းတွေခေါ်ဆိုကြတယ်အဲ့ဒါအဲ့ဒါပါပဲအဓိကတော့ဦးစင်းကဦးစင်းစစ်နိုင်တရားဦးကိုကြိုက်လို့ဆိုပြီးခေါ်တဲ့လူကတော့ဒါတယောက်နှစ်ယောက်လောက်ပဲရှိပါသေးရှားပါတယ်အဲ့ဒါတော့ဒီနေ့အကြောင်းကိုလာရောက်ပြီးတော့လူတန်းနဲ့ဒကာဒကာမတွေမလူတန်းပြစ်လို့လူတန်းကျင်စိတ်ရှိတဲ့ဒကာဒကာမတွေကိုဦးစင်း အကုန်လုံးကိုဥစဉ်ဒီနေ့ရတဲ့ကုသိုလ်တွေအကုန်လုံးကိုထပ်တူရပါသေးလို့ဥစဉ်အကုန်လုံးမျှဝေပေးပါရစေ။